အားကြီးလိုက်စားမှုတွေကိုတိုက်ဖျက်ရမှာအာဏာလွဲသုံးစားလုပ်မှုတွေကိုဖော်ထုတ်ဖို့နဲ့တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့တရုတ်သမ္မတရှီကျင်းပြင်ကတိုက်တွန်းပြောကြားခဲ့လို့ South China Morning Post ကဖော်ပြခဲ့ပါဗျာ။ဇူလိုင်တရက်ကကွန်မြူနတီပါတီအဖွဲ့ဝင်24ဦးပါပေါ်လီဘျူရိုရဲ့အစည်းအဝေးမှာ ချီကနိုင်ငံတော်အဆင့်အဂလိလိုင်စာမှုတိုက်ပြည့်လုပ်ငန်းစဉ်တွေကိုကြီးကြပ်ရမှာရှင်းလင်းပြသပြီးပွင့်လင်းမြင်သာမှုရှိစွာခြေရာခံနိုင်တဲ့လုပ်ငန်းစဉ်တရက်လိုအပ်ကြောင်းပြောကြားခဲ့လို့နိုင်ငံပိုင်စင်ဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အဂလိလိုင်စာမှုကိုတိုက်ဖြတ်ဖို့အတွက်အာဏာသုံးတဲ့လုံထုံးလုံနီးတွေကိုစီရင်ကြလှုံ့ဆော်ရပါမယ်လို့ချီကကွန်မြူနစ်ပါတီထူထောင်တဲ့၁၀၄နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမတိုင်မီပြောကြားခဲ့ပါတယ်။မိမိတို့အနေနဲ့အုပ်ချုပ်ရေးရန်ရာကိုခွင့်ပြုမယ်အာဏာထိန်းချုပ်မှုပွင့်လင်းမြင်သာမှုတွေနဲ့ပေါင်းစည်းလှုံ့ဆော်ရမှာဖြစ်တယ်လို့ချီကပြောပါတယ်။ အာနာတော်ပြူရမှာလဲပြောက်ွက်တွေကိုရှာဖွေဖို့နဲ့ချွေရင်းချက်တွေအာနာချက်တွေကိုဖြည့်ရှင်းတဲ့ကြောင်းအာနာအားလုံးကိုပြည်သူကအနှင်းထားတယ်ဆိုတဲ့အချက်ကိုပါတီဝင်တွေနဲ့ ကေတာတွေအနေနဲ့စိတ်ထဲဆွဲမှတ်ထားဖို့နဲ့ပြည်သူလူထုပါတီတရားဥပဒေနဲ့စီရက်တွေကိုလေးစားလိုက်နာကြဖို့သူကတိုက်တွန်းခဲ့ပါတယ်။ဒါအပြင်ဆယ်စုနှစ်များစွာကြာကျင့်သုံးခဲ့တဲ့ချိုးချံချွေတာရဲ့စီကံချက်တွေနဲ့ပါတီစီကံတွေကိုထိန်းသိမ်းဖို့လိုအပ်ကြောင်းလည်းရှိကပြောကြားခဲ့ပါတယ်။တရုတ်ရဲ့ချိုးချံချွေတာရဲ့စီကံတွေကိုရှီအာနာရလာပြီးနောက်2012ခုနှစ်မှာစတင်ကျင့်သုံးခဲ့ပြီးအခုနှစ်မှာပိုရှန်နေတဲ့ပါတီဝင်အရေးတက်ကိုလျှော့ချဖို့အစီအစဉ်လည်းပါဝင်ခဲ့ပါတယ်။